မင်္ဂလာပါဒီနေ့ကျန်းစာတွေကအကြောင်းလေးတစ်ခုခုအတူတကွနည်း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 ကြည့်ကြအောင်ဟုတ်ကဲ့ကျွန်တော်လက်ထဲမှာ The Wise Believers ကပြစ်ဆူထားတဲ့တမဟောင်းကျမ်းမာလခိအနာဂတ်ကျမ်းအခန်းကြီးနဲ့ငယ်ပတ်သက်တဲ့မဆူတွေချိန်ပါတယ်အမ်ဒီအခန်းကိုဖတ်ကြည့်ရင်လေတော်တော်လေးပြင်းထန်တဲ့စကားလုံးကြီးဟိုခန်းစားချက်တွေပါနေတာတွေ့ရတယ်နော်ဟုတ်ပါတယ်တော်တော်လေးတိုက်ရိုက်ပြောထားတာကြီးများတယ်ဘယ်ခင်ကသူ့ရဲ့ Yes Pro Hit ကိုရောလူတွေကိုပါအမ် တာဝန်ဖြစ်ွက်မှုတွေတစ္ဆာဖောင်းမှုတွေအတွက်တည့်တည့်ဝေဖန်ထားတာပေါ့ဆိုတော့ဒီတဲ့ကအဓိကချက်တွေနောက်ွယ်ကအကြောင်းရင်းနေနဲ့ဒီနေ့ခေတ်အတွက်ပါတီတင်ယူနိုင်မလဲဆိုတော့ဆွေးနွေးကြည့်ကြအောင်မို့လေကောင်းပါတယ်ဆက်လိုက်ကြအောင်ပထမဆုံးကျွန်တော်တတိထားမိတာကလည်း yes pro hit တွေကိုဆုံးမတဲ့အခါတုံးထားတဲ့ဘာသာစကားပဲအမ်တော်တော်လေးရိုင်းလို့ပြင်းထန်လို့ထင်ရတယ်ဥပမာအဲ့ဒီ တင်တို့မျက်နှာကိုမစင်နဲ့ပတ်မိဆိုတာမျိုးပေါ့အေးဘာကြောင့်ဒီလောက်တောင်ပြင်းထန်တဲ့ပုံရိပ်မျိုးတုံးရတာလဲသူတို့ရဲ့ပြက်ကွက်ခမှုက ဘလောက်တောင်ဆိုးရွားနေလို့လဲအဲ့ဒီအတုံးလုံးကတကယ်ကိုကြားလိုက်ရင်တုံးလို့ဆေးရပဲเนาะဒါပေမဲ့အဲ့ဒါကဖျားသခင်ရဲ့အမြင်ပါလေသူတို့ရဲ့လောရက်တွေကဘလောက်ဆက်ဆုပ်เสียအကောင်းနေပြီလဲဆိုတော့ကိုတိုင်းရိုက်ထင်းဟဆေးတာပေါ့အဓိကပြည့်တနာကပါလဲဆိုတော့သူတို့ကဖျားသခင်ရဲ့နာမတော်ကိုဂုံမတင်တော့ဘူးအမ်မယုံမတင်မလင်းမဆလှုပ်လာကြတယ်ဟုတ်ကဲ့ yes ပူဇော်ခြင်းဝိပုချင်းဆိုတာကဖျားသခင်ရဲ့လူတွေကြားကအင်မတန်အရေးကြီးတဲ့ဆက်သွင်းမှုလေဒါတွေသူတို့ကဒါကိုပေါ့ပေါ့ဆဆာ အစတော့သဘိုးရုပ်မပါပဲလုံနေကြတာဒီမစင်တဲ့ပတ်မဲ့ဆိုတဲ့ရုပ်ပုံလွားကသူတို့ရဲ့ဝတ်ပြုခြင်းဟာအညစ်အကြေးလိုထင်နေပြီလုံးဝလက်ခံနိုင်ကြမရှိတော့ဘူးဆိုတဲ့သဘောကိုပြတာပဲ။အော်။တာမန်တတိပေရထက်အများကြီးပိုလင်းနေတဲ့သူတို့ရဲ့လောက်ရဲ့ညက်ဝိညာဉ်ရဲ့အညစ်အကြေးကိုမိမောင်းထိုးပြလိုက်တာပဲ။ဟုတ်ပြီ။ဝတ်ပြုရေးကိုပေါ်ပေါ်ဆားဆားလက်တာပြီးနောက်တစ်ခုက လေဝိအမျိုးနဲ့ဖွဲ့ခဲ့တဲ့ပရိညင်ကိုဖြစ်စည်းတယ်လို့လဲဆိုဆွဲထားတယ်။အဲ့ဒီပရိညင်ကဘာလဲ။ဘလောက်ကြီးရဲ့ပါတယ်လဲဆိုတာနင်းနေရှင်းပြပေးပါလား။မဆုတွေထဲမှာတော့ငြိမ်ဆက်ခြင်းနဲ့အသက်ရှင်ခြင်းပရိညင်လို့တော့တွေ့တယ်။ဟုတ်ကဲ့။အဲ့ဒီလေဝိပရိညင်ဆိုတာကလေဖျားသခင်ကလေဝိအမျိုးနွယ်ကိုယက်ပရိုဟိအမှုတော်အတွက်တီးတန့်ရွေးကောက်ခံအပ်ထားတဲ့ကတိတော်ကြီးပေါ့။ဒီပရိညင်ရဲ့အဓိကအနှစ်သာရကငြိမ်ဆက်ခြင်းနဲ့အသက်ရှင်ခြင်းလို့ပြောထားတယ်။อืม ဆိုလိုတာကယက်ပရိုဟိတေဟာဖျားသခင်နဲ့မန်ကန်တဲ့ဆက်ဆံရေးအဲငင်းသက်ချင်းရှိရမယ်အသက်တာတန့်ရှင်းရမယ်ပြီးတော့ဒီအရာတွေကိုလူတွေစီပို့ဆောင်ပေးရမယ်တာဝန်ရှိတယ်လीသူတို့ကဖျားသခင်ရဲ့ဖိညာတရားတွေကိုတွန်တင်ပေးရမယ်လူတွေကိုလမ်းမှန်ပြပေးရမယ်ဟုတ်ကဲ့ဘွဲ့တွေကအဲ့ဒီတာဝန်တွေကိုလုံးဝလစ်လို့ရှုခဲ့ကြတာသူတို့ကိုယ်တိုင်ကလမားလိုက်တယ်လူတွေကိုလည်းလမားတွန်တင်တယ်ဟိုတွင်တရားစီရင်တဲ့နေရာမှာမြင်လာလိုက်တယ်ဟိုတာချောင်ကို ဟုတ်တယ်ဒါကြောင့်ဖျားသခင်ကသူတို့ဟာဒီအဖို့တန်ပတိညင်ကိုဖျက်ဆီးပစ်လိုက်ပြီလို့ဆွဆွဲတာဒါကအခွင့်အရေးကိုအလွယ်ထုံးဆောင်လုပ်ပြီးတော့အကြီးမားဆုံးယုံရှိမှုကိုချိုးဖောက်လိုက်တာပဲဒါဆိုရင်ဒီလိုပြက်ကွက်နေတဲ့ Yes Prohiti ရဲ့ပုံစံနဲ့ရှင်ပြီးတော့လေစံပြ Yes Prohiti တယောက်ရဲ့ပုံစံကိုလည်းဒီအခန်းထဲမှာပဲပုံဖော်ထားတာတွေ့ရတယ်အဲ့ဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဝေဖန်ယုံတက်တက်မဟုတ်ပဲဖြစ်စင်တဲ့စံကိုပါပြန်ညွန်ထားတယ်ဟုတ်ပါအဲ့ဒီစံပြပို့ကောမှာဘလို့အည်တွေ့ရှိရလို့ဆိုထားတယ် အဲ့ဒီခြားနာပြမှုကအေဂိုတန်အရေးပါတယ်။စံပြယေစပရိုဟိရဲ့ပုံရင်ကိုကြည့်ရင်လေပထမဆုံးကဖျားသခင်ကိုကြောက်ရွံ့ရတဲ့တယ်။ဒါကကြောက်လန့်တာကိုပြောတာမဟုတ်ဘဲနဲ့ဖျားသခင်ရဲ့ကြီးမြတ်မှုတန်ရှင်းမှုတန်ခိုးအာဏာကိုအတိမတ်ပြုပြီးလေးလေးနက်နက်ယူသေးတာကိုဆိုလိုတာပေါ့။ဟွန်းဟုတ်ကဲ့ဒုတိယချက်ကတုန်လုံးမှာမှန်ကန်တဲ့တွင်တင်ချက်ရှိတယ်တဲ့။မတရားတာလှည့်ဖျားတာမရှိဘူး။သူဟာတမာရီယောက်ကိုတီးတယ် တမတရားကိုပဲပြောတယ်။တတိယချက်ကသူဟာဖျားသခင်နဲ့အတူတင့်မြတ်တည်ကြည်စွာတွာလာနေထိုင်နေတယ်။ဟိုးဆိုလိုတာကသူ့ရဲ့အတ္တတာကိုယ်တိုင်ကသူ့တွင်တင်တဲ့အတိုင်းရှိနေတာပေါ့။စတုထက်ကသူဟာလူများကိုဒူးစိရိတ်လာမှပြန်လှည့်လာစေတယ်။သူ့ရဲ့တွင်တင်မှုနဲ့ဆန္ဒမူနာကောင်းကြောင်လူတွေလမ်းမှန်ကိုပြန်ရောက်လာကြတယ်။ဟုတ်ကဲ့ဆိုတော့ဒီအရေးချင်းဒီအောင်လုံးကအဂိခိကရေစပရိုဟစ်တွေမှာလုံအောင်ပျောက်ဆုံးနေတဲ့ရတယ်ပဲ။အဲ့ဒီမှာလေ အသိပညာကို ထိမ့်သိမ်းရမယ်ဆိုတဲ့အချက်နဲ့လူတွေက သူ့စီကနေတွန်းတင်ချက်ကို ရှာဖွေရမယ်ဆိုတာတော့ yes puro hit တရားရဲ့အဓိကအလို့အဓိကတာဝန်ကို တတိုးလေးမိမထိုးပြနေတယ်လို့ပဲနော်သူတို့ကဖျားသခင်ရဲ့စေတမန်တရင်စကတဲဆောင်သူထရမယ်ဆိုတဲ့သဘောလား အတိအကျပါပဲ yes ပူရိုဟိဆိုတော့ yes ပူဆိုဖို့တတ်တဲ့မဟုတ်ဘူးလေသူဟာဖျားသခင်ရဲ့အလိုတော်နဲ့ပြည့်ညတ်တရားတွေကိုနားလဲသဘောပေါက်ပြီးလူလေကို ပြန်လဲရှင်းပြတွင်တင်ပေးရမယ်ပညာတတ်ဆရာတယောက်ဖြစ်အောင်မင်းအင်းကျန်းစာမှာ အသိပညာကိုထိမ့်သိမ်းရမယ်လို့ပြောထားတာက သူဟာအဲ့ဒီအသိပညာရဲ့ရင်းမြစ်ဒါမှမဟုတ်အနည်းဆုံးတော့ယုံကြည်စိတ်ချရတဲ့ထိမ့်သိမ်းဆုံးရှောက်သူဖြစ်ရမယ်လို့ဆိုလိုတယ်။လူတွေမှာဘာသာရေးကိုချင်းတရားနဲ့ပတ်သက်ပြီးမေးခွန်းတွေရှိလာရင် လမ်းညွှန်မှုလိုအပ်လာရင် yes purohit စီလာရမယ်။ဟုတ်ကဲ့ဒါပေမဲ့လက်တွဲမှာတော့အဲ့ဒီချိကယေဘရိုဟိတွေကဒီတာဝန်ကိုမချေပုံတဲ့ပြင် သူတို့ရဲ့မာရွင်တဲ့သွန်သင်မှုတွေဗလိုက်မှုတွေကြောင့်လူတွေကိုတလွဲတွေဖစ်စေခဲ့တယ်လမ်းမကိုဆွေးချခဲ့တယ်လို့မာလခိကပြင်းပြင်းထန်ထန်ပြောနေတာอืมအမတန်ဆိုးတာပေါ့နော်ဟုတ်တယ်ဒါဟာစံပြအနေချားနဲ့လက်တွေ့အခြေအနေကြားကကွာရချက်ဘလောက်ကြီးမားနေတယ်လဲဆိုတာကိုပြတာပဲอืมခေါင်းဆောင်ပိုင်းရဲ့ပြက်ခွက်မှုတွေကိုပြောပြတဲ့အခါမှာအခန်းကြီးနေ့ရဲ့ဒုတိယပိုင်းကလူတို့ရဲ့တိစာဖောင်းမှုတွေပြက်ကိုရောက်လာပြန်ရော အချင်းချင်းညီကိုတွေကိုတိစာဖောက်တာ နောက်ပြီးဖျားသခင်ကိုမကိုးကွယ်တဲ့တခြားလူမျိုးတွေနဲ့လက်ထပ်တာတွေကိုအပြစ်တင်ထားတယ်။ဒီကိစ္စတွေကဘာကြောင့်ဒီလောက်ပြဿနာကြီးဖြစ်နေရတာလဲ။အချင်းချင်းတိစာဖောက်တယ်ဆိုတာကဘယ်လိုမျိုးကိုဆိုလိုတာပါလဲ။အချင်းချင်းတိစာဖောက်တယ်ဆိုတာကအဓိပ္ပာယ်ကျေပြန့်နိုင်ပါတယ်လေ။ဣတရေလာလူမျိုးဟာဖျားသခင်ရဲ့ပဋိညင်မိသားစုဖြစ်တယ်။ဆိုတော့သူတို့ဟာတဥကုတူမေတ္တာထားရမယ်၊တရားမြတ်တားရမယ်၊စာနာရမယ်ပေါ့။ဟုတ်ကဲ့။ဒါပေမဲ့သူတို့ကမှအနိုင်ကျင့်မှုတွေလင်လယ်မှုတွေတကူကောင်းဆန်မှုတွေရှိနေတာကို ဆိုလိုနိုင်တယ်။နောက်ပြီးတပားအမရသားတွေနဲ့လက်တာထင်းများခြင်းကိစ္စကအဲ့ဒီခေတ်ရဲ့နောက်ခံသမိုင်းနဲ့ဆက်ဆံနေတယ်။အဓိကပြဿနာက လူမျိုးရေးခွဲခြားမှုကြောင့်မဟုတ်ဘူး။အဲဘာသာရေးနဲ့ယဉ်ကျေးမှုရောရွတ်သွားမှာကိုစိုးရင်လိုပဲ။ဩဘာသာရေးကြောင့်ပေါ့။ဟုတ်တယ်။အမည်ချင်းလူမျိုးတွေကရုပ်တုစင်းတူတွေကိုကုတ်ကွယ်ကြတယ်လေသူတို့နဲ့လက်ထက်ချင်းအားဖြင့်အဲ့ဒီရုပ်တုကုတ်ကွယ်မှုတလေတွေမှားရင်းနဲ့ဘာသာရေးအယူအဆတွေက တရေလလူမျိုးရဲ့ဖျားသခင်တဆူတင်းကိုသာကိုးကွယ်ရမယ်ဆိုတဲ့ယုံကြည်ခြင်းကိုစိတ်ဝင်လာစေနိုင်တယ်။ဟွန်းဒါကအရေးကြီးတဲ့အချက်ပဲ။ဒါဟာဖျားသခင်နဲ့သူတို့အကြားကပဋိညင်တစ္ဆာတရားကိုတိုက်ရိုက်ချင်းချောက်မှုဖြစ်စေတယ်။ဒါကြောင့်ဒါကိုတစ္ဆာဖောက်မှုတစ်ခုဖြင့်ရှုမြင်ပေးတားမြစ်ခဲ့တာ။အဲ့ဒီတစ္ဆာဖောက်မှုထဲမှာမအထူးသဖြင့်အိမ်မမကြီးကတိတစ္ဆာကို ချိုးဖောက်တာကို အလွန်ပြင်းထန်စွာရှုတ်ကြထားတာတွေ့ရတယ်။ ငယ်စဉ်ကလက်ထက်ခဲတဲ့ဇနီးများကို အကြောင်းမဲ့ပစ်ပယ်ကွာရှင်းတာကို ပြောထားပြီးအဲ့ဒီလူရန်ကြောင့်ဖျားသခင်ကသူတို့ရဲ့ပူဇော်တက်ကာလူတွေကိုတောင်းလက်မခံဘူးလို့ဆိုထားတယ်။ကိုပိုင်အင်တော်ရဲ့တစ္ဆာရှိမှုနဲ့ဖျားဝတ်ပြုမှုလက်ခံခြင်းကြားကဆက်ဆက်မှုက တော်တော်လေးအကောင့်နေပေါ်လား။ဟုတ်ပါတယ်ဒီအချက်ကတော်တော်လေးအရေးကြီးတယ်ရှင်။မလခိကဘာပြောလဲဆိုတော့ ဲ့ဒီလိုစွန့်ပစ်ခံရတဲ့ဇနီးသေးတီရဲ့ငိုကြွေးတန်သူတို့ရဲ့မြေးရည်တီကဖျားသခင်ရဲ့ရပ်ပလင်ကိုဖုံးလွှမ်းနေလေတဲ့။ Oh ဒါကြောင့်ရပ်လာပူဇော်မိမဲ့ဖျားသခင်ကမျက်နာလွဲထားတဲ့လက်မခံကိုဒီပုံရိပ်ကဖောက်ပြနေလဲဆိုတော့လူတယောက်ရဲ့ကိုချင်းတင်ရအထူးသခင်ကတိသက်စာစောင့်တိမှုပေါ့လို့ဒီနေရာမှာတော့အိန်တော်ရဲ့ကတိသက်စာအဲ့ဒါဟာသူ့ရဲ့ဝိညာဉ်ရေးရာအတ္တတာဖျားသခင်နဲ့ဆက်ဆံရေးပေါ်တည့်ရဲ့အကျိုးတက်ရောက်မှုရှိနေတယ်ဆိုတာပဲ။ မှန်ပါတယ်ဝိပုကိုခွေဟုဆိုတာအပေါ်ယံထုံတန်းစင်လာလုတ်ပြယုံနဲ့မပြီးဘူးလေနိစဉ်အတ္တတာတဲ့ကဆက်ဆက်ရေးတွေတဲ့ကတစ္ဆာဆောင်တိမှုဖြောင်းမတ်မှုလေးနဲ့လေဆက်ဆက်နေလေအိမ်မှာကိုအိမ်တောင်ဖက်ကွန်မျက်ရည်ကြအောင်လုပ်ပြီးတော့ဘီမန်တော်မှာလာပြီးဖျားရှိကောင်းချင်အောင်ဆောင်လို့မရဘူးဆိုတဲ့သဘောပဲတော်တော်လေးတိုက်ရိုက်ကြတဲ့တွင်တင်ချက်ပဲနောက်ပြီးဖျန်းခင်ကငါဒီကွာချင်းချင်းကိုမုန်းရီလို့အကန့်ငယ်စချောင်းမှာတိုက်ရိုက်မိန့်တော်မူထားတွေ့ရတယ် တချို့ဘာသာပြန်ကျမ်းတွေမှာတစ္ဆာဖောက်ခြင်းလို့တွန်းတွန်းတာလေးရှိတယ်ပေါ့လေဒီစကားကဘလောက်ပြတ်ထားတယ်လဲဒါကအိမ်တောင်ရေးတစ်ခုတည်းကိုပဲရည်ညွှန်းတာလားဓမ္မရိုပိုချေပြန်တဲ့တစ္ဆာဖောက်မှုအလုံးကိုဆိုလိုနေမလားอืมဒီစကားရဲ့အဓိကပြမကောလို့အဲ့ဒီခေတ်မှာပြန့်နှံ့နေတဲ့အိမ်တောင်ရေးကတိတစ္ဆာကိုလွဲလွဲကူကူချိုးဖောက်ခြင်းအထူးသဖြင့်ငယ်ပေါင်းဖော်ပတိညာသက်တဲ့ထိတဲ့ဇနီးကိုအလွဲတကူပြစ်ပယ်ကွာရှင်းခင်းကိုရည်ညွှန်းတာပါပဲဟုတ်ကဲ့ ဒါပေမဲ့ဒီပြင်းထန်တဲ့စကလုံးကအိမ်တော်ရဲ့ကိစ္စကိုကြော်လွန်ပြီးတော့ဘုရားသခင်ဟာကရီးသစ္စာချိုးဖောက်ခြင်းသစ္စာမဲ့ခြင်းအမျိုးမျိုးကိုဆက်ဆုပ်ရွှင်ရှာကြောင်းပြနေရလို့ယူဆရနေပါတယ်စင်စားကြည့်လေအခန်းရဲ့အစပိုင်းမှာယက်စပူရိုဟိတ်လေကဗျာဒကင်းနဲ့ဖွဲ့ထားတဲ့လေဝီပတိညင်ကိုဖောက်ထက်တာကိုပြောခဲ့တယ်နော်ဟုတ်ကဲ့ဒီအပိုင်းမှာကျတော့လူတွေက သူတို့ရဲ့အိမ်တော်ဖတ်အပ်တော်ထားရှိရမယ်လူမှုရေးပတိညင် အဲအိမ်တော်ရဲ့ကရိတ္တစာကိုဖောက်ဖျက်တာကိုပြောနေတယ်ဆိုတော့ဘုရားသခင်နဲ့မဲ့တဲ့ကရိကဝတ်ဖြစ်စေလူချင်းချင်းမဲ့တဲ့ကရိကဝတ်ဖြစ်စေတစ္ဆာဆောင်တည်ဖို့ကရိတီဖို့ဆိုတော့ဘုရားသခင်ရဲ့အလိုတော်မှာတစ်ကိုအခြေခံကြပြီးအရေးကြီးတဲ့အရာဖြစ်တယ်ဆိုတော့ဒီခန်းကအစဆုံးအလေးပေးနေတာတွေ့နိုင်ပါတယ်သဘောပေါက်ပါပြီကဲဒီရှီဟောင်းချန်းစာခန်းတွေကပြင်းခံတဲ့တတိပေချက်တွေစံနှုန်းတွေကိုဆွေးနွေးပြီးတဲ့အခါလက်တွေ့ဘဝတဲ့ဘာတွေယူဆောင်သွားနိုင်မလဲဆိုတာကိုကြည့်အောင် ် the wise believers ရဲ့မဆုတွေကပေါ်ပြတယ်စင်ကျင်စရာအချက်တွေအရာပေါ့လေဒီမာလခိအခန်းကြီးနှစ်ကသင်ခန်းစာတွေကဒီနေ့ခေတ်ကျွန်တော်တို့ရဲ့အသက်တာတွေနဲ့ဘလို့ဆက်ဆက်နေနိုင်မလဲပထမဆုံးထောက်ပြထားတဲ့အချက်ကကောင်းဆောင်မှုမှာတာဝန်တည်မှုနဲ့တာဝန်ခံမှုပဲအင်မတန်မှန်ကန်တဲ့အချက်ပါပဲယစီပရိုဟိတရဲ့ပြက်ကွက်မှုကိုအဓိကထားပြောထားတာကိုကြည့်ရင်လေကိုကဘလို့ခန်းကနာမှာပဲဥဆောင်နေရဖြစ်စေကို့မှာတာဝန်ယူကြီးရှိတယ်ဆိုတာသတိပေးနေတယ်လို့ပဲဘာတရားရေးခေါင်းဆောင်တွေမှမဟုတ်ပါဘူး ဟုတ်ကဲ့မိသားစုထဲမှာမိဘတယောက်အနေနဲ့လုပ်ငန်းခွင်မှာမန်နေဂျာအဖွဲ့ခေါင်းဆောင်တယောက်အနေနဲ့ဒါမှမဟုတ်လူမှုအဖွဲ့အစည်းမှာအဥစားလွှမ်းမှုမှုရှိတဲ့သူတယောက်အနေနဲ့ပေါ့ကိုယ့်ရဲ့စကားကိုယ့်ရဲ့လုပ်ရက်ကိုယ့်ရဲ့ဆန္ဒမူနာကိုအောက်ကလူတွေကိုကိုအားကျနေတဲ့လူတွေပေါ့အကြီးကျယ်တယောက်မှုရှိတယ်လေဟွန်းမှန်ပါတယ်လမ်းမကိုချွန်ပြနေတယ်လို့လမ်းမာကိုလည်းဆွဲခေါ်သွားနိုင်တယ် ယစီဘူရောဟစ်ကလူပဲကိုယ့်ရဲ့ပေါ်ဆမှုကိုယ့်ရဲ့ကိုချင်းတရားပြည့်ရွယ်မှုကြောင့်တခြားသူတွေမှာမာရင်သွားစေနိုင်တဲ့ဆိုရဲတေဟာအမြဲတည်ထားရမယ့်အချက်ပဲကိုကြောင့်သူတို့ကမထိခိုက်စေဘူးလမ်းမမစေဘူးတိတ်အရေးကြီးတယ်ဟုတ်ပြီဒါဆိုဒုတိယသင်ခန်းစာကတော့ခုနကအကျယ်တွင်ဆွေးနွေးတဲ့အိမ်တော်ရင်ရဲ့ပတ်သက်တဲ့သစ္စာဆောင်တည်မှုပဲဖြစ်မနော် ဒီနေ့ခေတ်လူမှုအတိုင်းအဝိုင်းမှာလည်းအင်တော်ရေးပြဿနာတွေ၊ကွာရှင်းပြဆဲမှုတွေကများပြားနေဆဲဆိုတော့ဒီချက်ကပိုပြီးတော့တဆိုင်နေမလားပဲအမမဲမာလခိခိကပြဿနာကဒီနေ့ခေတ်မှာပုံစံတမုန်းနဲ့ဆက်ရှိနေတုံးပဲလို့ပြောရမယ်အင်တော်ရေးကတိသစ္စာကိုပေါ်ပေါ်လေးသဘောထားလာကြလားအခက်ထဲနေနေတွေ့တာနဲ့လမ်းခွဲဖို့လွယ်လွယ်စဉ်းစားလာကြတာတွေ့ရှိတယ်လीဟုတ်ကဲ့မာလခိအခန်းကြီးနေ့ကကွာရှင်းခြင်းကိုဖျားဖခင်မှုလေလို့ပြက်ပြက်တားတားပြောထားတယ်လို့ ငယ်ပေါင်းဇနီးကိုတက်ဆော့ဖောက်တာကိုရှော့ချထားတဲ့ဒါကဘာကိုတိုက်တွန်းနေလဲဆိုတော့အိမ်ကောင်တစ်ခုကိုတီထောင်းတဲ့အခါပေးခဲ့တဲ့ကတိသက်စာကိုလေးလေးနက်နက်တံပိုးထားဖို့အပြန်လန်လူစားမှုမေတ္တာ ခွင့်လွတ်မှု နားလည်မှုသစ္စာရှိမှုတွေနဲ့ခိုင်မြဲအောင်ကြိုးစားထိန်းသိမ်းဖို့ပဲอืมအိမ်တော်ကြီးဟာဘုရားသခင်အလွန်အလေးနဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာဒီကြောင့်ဘုကရှင်းရှင်းလင်းဖော်ပြနေပါတယ်နောက်ဆုံးစဉ်းကျင်စရာအချက်တစ်ခုကတော့အတ္တိပညာရှာဖွေခြင်းရဲ့အရေးပါမှုပဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ကျမ်းစာကိုကိုယ်တိုင်လေ့လာဖို့လိုသလိုယုံကြည်စိတ်ချရတဲ့အာဘုရားတရားကိုင်းဆိုင်တဲ့ဆရာသမားတွေစီကမှန်ကန်တဲ့လမ်းညွှန်မှုတွင်တည်မှုကိုလည်းရှာဖွေဖို့လိုအပ်တယ်ဆိုတဲ့အချက်နော်ဟုတ်ပါတယ်ဒီအချက်ကစံပြာယေပရောဟိရဲ့အဓိကတာဝန်ဖြစ်တဲ့အတ္တိပညာကို ထိန်းသိမ်းခြင်းနဲ့မှန်ကန်စွာတွင်တင်ခြင်းဆိုတာနဲ့တိုက်ရိုက်ပြန်ချိန်ဆက်နေရပါဘော ယေပုရောဟိတ်တွေလမ်းလွဲသွားရတဲ့အကြောင်းရင်းတစ်ခုကသူတို့ကိုယ်တိုင်ဖျားရခင်ရဲ့အလိုတော်ကိုမှန်မှန်ကန်ကန်မတိတော့လို့တိအောင်လည်းမစူးစမ်းတော့လို့ပဲဟုတ်ကဲ့ဒါကြောင့်ဒီနေ့ခေယုံကြည်သူတွေအတွက်လည်းဖျားရခင်ရဲ့စကားတော်ကိုကိုယ်တိုင်အလေးနဲ့လေ့လာဆင်ခြင်ဖို့အရေးကြီးတယ်တချိန်တည်းမှာပဲကိုယ့်ရဲ့ဝိညာဉ်ရေးရာရင်ချစ်ပြီးတမန်တော်ကိုမှန်မှန်ကန်ကန်နားလည်သွန်သင်ပေးနိုင်တဲ့ယုံကြည်စိတ်ချရတဲ့ခေါင်းဆောင်ကြီးဆရာတွေစီကလမ်းညွှန်မှုခံယူဖို့လည်းလိုအပ်တယ်လीအင်း ဒီနေ့ကိုကိုဟန်ချက်ညီညီလုံဆောင်ခြင်းအပြင်ဝိညာဉ်ရဲ့အသိပညာတို့ပွားပြီးလမ်းမှန်ပေါ်မှာတည်မြဲနေနိုင်မှာဖြစ်ပါတယ်။ကိုဘာသာကိုလေ့လာတာရောယုံကြည်ရသူတွေစီကသင်ယူလာရောနှစ်ခုလုံးအရေးကြီးတယ်ပေါ့နော်။ကောင်းပါပြီ။အချို့ပြောရင်တော့မာလခီအခန်းကြီးနေဟာလူငယ်တဲ့နှစ်ပေါင်းနှစ်ဖောင်းလေးယောက်ကျော်ကရေခဲ့တာဖြစ်ပေမဲ့အဲ့ဒီထက်ကသတင်းစကားတွေကဒီနေ့အထိတကယ်အသက်ဝင်နေတော့မယ်။ ခေါင်းဆောင်မှုမှာတာဝန်တည်တယ်မှုဆက်ဆံရေးအတိုင်းမှာအခြေခံထည့်တဲ့တစ္ဆာဆောင်တည်မှုစစ်မှန်တဲ့ဝဉီရေးရလမ်းယုံမှုနဲ့မှန်ခံတဲ့အသိပညာရဲ့တန်ဖိုးအဲဒီလိုအချိန်တိုင်းနဲ့သက်ဆိုင်တဲ့အခြေခံမှုတွေကိုအကောင်မောင်းတန်တရီပေးနေတဲ့အခန်းတခန်းလို့ဆိုနိုင်တာပေါ့နော်ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာဒီအားလုံးကိုခြုံငုံပြီးစဉ်းစားကြည့်တဲ့အခါမှာလေနောက်ထပ်တွေးစရာအချက်တစ်ခုပေါ်လာတယ်ဒါကတော့ကျမ်းပွိုက်ထဲမှာတိုက်ရိုက်ထုတ်ပြောတာမဟုတ်ပြင်မဲ့တွယ်ဝိုက်ပြီးတော့မြင်နိုင်တဲ့ချက်ပါစိတ်ဝင်စားစရာပဲ။ဗာမြလည်း အဲ့ဒါကတဦးချင်းစီရဲ့ကတိကောက်ဝဲဆောင်ထင်းမှုပေါ့လေဖျားသခင်အပေါ်အင်းထောင်ဖဲအပေါ်ကိုတဝင်းအပေါ်ဆောင်ထင်းမှုနာလူဖွဲ့စည်းတစ်ခုလုံးရဲ့ကျမရေးတည်ငင်အချက်မှုတောင်းစားခြင်းတို့ကြားကနှစ်ချိုင်းနဲ့ဆက်ဆက်မှုပဲအော်ဟုတ်ကဲ့မလာကီမာဖော်ပြထားတဲ့တစ္ဆာဖော်မှုတွေရဲ့နောက်ဆက်တွဲကျိုးဆက်တဲ့ဥမာဝုတ်ပြကိုဝဲမှုလက်မခံခြင်းချိန်ရင်းတင်ခြင်းလူမှုရေးဖိရိုဖျက်ဖြစ်ခြင်းတို့ကိုကြည့်ရင်တယောက်ချင်းရဲ့တစ္ဆာတရားပြည့်ရွံ့မှုကမိသားစုအတိုင်းအဝိုင်းတမျိုးသားလုံးအပေါ်ဘလို့တယောက်မှုရှိသွားနိုင်လဲဆိုတာကိုတွေးစားလို့ရတယ်လေ อืมဆက်ဆက်နေတာပေါ့ဟုတ်တယ်တအူးချင်းရဲ့တစ္ဆာဆောင်တီမှုကအဖွဲရှိတစ်ခုလုံးရဲ့အုံမြက်လို့ဖြစ်နေမလားပေါ့ဒါကတော့ဆက်လက်ပြီးကိုရိုင်းစင်ရင်တုံးသက်ကြည့်ဖို့ခြံထားခဲ့ခြင်းတဲ့မိကွန်းတစ်ခုပါပဲကောင်းလိုက်တဲ့အချက်ပါအချင်းယူပြီးနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မာလာခီအခန်းကြီးနဲ့အပေါ်ခြေခံတဲ့ကျွန်တော်ရဲ့စိတ်ငုလိမ့်လာမှုကိုဒီနေရာမှာပဲရနာလိုက်ပါပြီ